မနီလာမြို့ကတုတ်တန်ရက်ကွက်များအတွင်းကဘဝများဖိလစ်ပိုင်နိုင်ငံမနီလာမြို့ကြီးရဲ့စူညံလှူရှားနေတဲ့အချိန်မှာအောက်မှာလူအများစုမသိသေးတဲ့လှုပ်ဝှက်ချက်တစ်ခုရှိပါသေးတယ်အဲ့တော့ကတော့တင်းကျိုင်းတုတ်တန်နေထဲမှာခြေချနေထိုင်ကြတဲ့တုတ်တန်ရက်ွက်လို့ခေါ်တဲ့ Cement Tree Slam များအကြောင်းပဲဖြစ်ပါရည်။ဒီမြင်ကွင်းဟာစိတ်ကူးထဲမှာတော့မဖြစ်နိုင်ဘူးလို့ထင်ရပေမဲ့ဖိလစ်ပိုင်နိုင်ငံရဲ့မြို့တော်တွေမှာတော့နေစဉ်နဲ့အမျှပဲတင်းကျိုင်းထဲမှာနေထိုင်နေရတဲ့လက်တွေ့ဘဝတစ်ခုကိုမြင်တွေ့ရမှာဖြစ်ပါရည်။ဒေသုံမိသားစုရဲ့အုပ်ကူတွေကုသင်းကျိုင်းနေကြတဲ့မှာ ထောင်ပေါင်းများစွာသောသူတွေဟာအိုးမဲအိမ်မဲဘဝကနေလွတ်မြောက်ဖို့ဒါမှမဟုတ်မျိုးပြရဲ့ဇေယစကားကြီးမြင့်မှုကိုရှောင်ရှားဖို့အတွက်နေထိုင်နေကြပါသည်ဒီနေ့မှာတော့ကျွန်တော်ရဲ့ယူသက်အနေဒိမန်ကနေပြီးအဲဒီစိတ်ဝင်စားစရာကောင်းလာတဲ့တင်းကြိုင်အတွင်းမှာနေထိုင်ကြတဲ့ဖိလပိုင်ကလူနေမှုဘဝတွေအကြောင်းကိုတစ်စီတစ်ဆောင်တင်ဆက်ပေးမှာဖြစ်ပါသည်ဒီလိုဘဝပုံစံနေထိုင်မှုဟာဆယ်စုနှစ်ပေါင်းများစွာတွေကစတင်ခဲ့တာဖြစ်ပြီးအဓိကအားဖြင့်တော့မြို့ပြဒေသတွေမှာအလောက်ကန်ရှာဖွေဖို့ရောက်လာကြတဲ့စင်ရံနွမ်းပါးရဲ့ဂျေးလက်နေပြည်သူတွေရဲ့ရွေးချယ်စရာဘဝလမ်းကြောင်းတစ်ခုဖြစ်လာခဲ့ပါတယ်။ ။မနီလာမြို့ဟာအာရှတိုက်ရဲ့လူရည်အထူးထက်ဆုံးမြို့ကြီးတွေကတစ်ခုဖြစ်ပြီးနေရာထိုင်ခင်းစည်းနှုန်းတွေကလည်းပဲမြင့်မားလိုပါတယ်။ဒါကြောင့်မလို့စင်းရဲသားတွေဟာအခမဲ့နေထိုင်ခွင့်ရတဲ့တင်းကျိုင်းတုတ်တန်တွေကိုရွေးချယ်စရာတခုဖြစ်ရှုမြင်လာကြပါတယ်။အကြီးဆုံးနဲ့အထင်ရှားဆုံးတုတ်တန်ရပ်ကွက်တွေကတခုကတော့မနီလာမြောက်ပိုင်းတုတ်တန်မနီလာ North Seven Tree ဖြစ်ပြီးဒီနေရာမှာလူပေါင်း2000ကျော်လောက်နေထိုင်တယ်လို့ခန့်မှန်းထားပါတယ်။လူသေးပေါင်းများစွာကိုမြုပ်နှံထားတဲ့တင်းကျိုင်းကုန်းလိုနေရာမျိုးတွေမှာနေရတာဘဝဟာဘယ်လိုပုံစံဖြစ်မလဲလို့တွေးမိကြမှာပါ။ လူရီဟာအုတ်ဂူရီပေါ်မှာဂူတင်းကြီးနေရဲ့ဘေးမှာဒါမှမဟုတ်ဂူရီရဲ့ပေါ်မှာတဲရင်သေးသေးလေးတွေစောက်ပြီးတော့နေထိုင်ကြပါတယ်။တချို့သောမိသားစုတွေဆိုရင်အုတ်ဂူရီပေါ်မှာမိဖို့ကြောင့်သေးသေးလေးတွေအိတ်ခမ်းလေးတွေဖန်ပြီးပြီးတော့နေထိုင်ကြတာပါ။ရေနယ်လျက်စစ်မိကတော့အများစုအတွက်ရရှိနိုင်ခြင်းမရှိပါဘူး။အနီးနားကချမ်းသာတဲ့ရက်ွက်တွေစီကနေရေတွေသွားခတ်ရတာဒါမှမဟုတ်ရေရောင်တဲ့သူစီကနေပြီးတော့ဝယ်ယူရတာမျိုးတွေရှိပါတယ်။လျက်စစ်မိအတွက်တော့တရမွေလျက်စစ်သွဲတမ်းမှုဒါမှမဟုတ်ဘက်ထရီနဲ့မီးထွန်းတာမျိုးကိုလုပ်ကြရပါတယ်။ဒီလိုနေရာမျိုးမှာနေထိုင်သူအများစုဟာနေစားလို့တမားရီ လေသမားတွေဒါမှမဟုတ်တုတ်တဝင်ဆောင်မှုလုပ်ငန်းတွေမှာပါဝင်ကြတဲ့သူတွေပါအချို့ကလည်းပဲအုတ်ဂူတွေကိုတန်ရှင်းလုပ်ပေးတာတေဆောင်သူမိသားစုဝင်တွေလာရောက်တဲ့အခါမှာဝင်ဆောင်မှုပေးတာအုတ်ဂူဆောင်အဖြစ်လောက်ကိုင်းနာမျိုးတွေနဲ့အသက်မွေးဝမ်းကြောင်းပြုကြပါသည်ကလေးငယ်လေးတွေဟာလည်းပဲဒီလိုပတ်ဝန်းကျင်မှာကြီးပြင်းလာခဲ့ကြရပြီးကျောင်းနေခွင့်မရတာဒါမှမဟုတ်ပညာရေးအတွက်အခက်အခဲများစွာနဲ့ရင်ဆိုင်ရလေရှိပါသည်သူရဲ့ကစားကွင်းကတော့အုတ်ဂူတွေဖြစ်ပြီးသူရဲ့ဘဝဟာတည်ခြင်းတရားနဲ့နီးကပ်စွာရောရှက်နေထိုင်နေရပါသည်ဒီလိုမျိုးတင်းကြိုင်ကုန်းရက်ွက်တွေမှာလူမှုရေးပြဿနာများစွာလည်းရှိပါသည် ဂျမားရေးစောင်းရှောက်မှုဂိမ်းမေတာတန်ရှင်းဉဏ်ဖြင့်တော့ရာဇဝဲမှုကျူးလွန်မှုတွေများတာဒါတွေကနေ့စဉ်ကြုံတွေ့နေရတဲ့အခက်အခဲတွေပါဒါပေမဲ့ဒီလိုအခက်အခဲတွေပတ်ဝန်းကျင်မှာတော့လူတွေဟာသူတို့ရဲ့ကိုယ်ပိုင်တာဝန်တွေကိုဖန်တီးပြီးတကူးကိုတကူးကူညီဖေးမကြပါဘူးဘာသာရေးပွဲလမ်းတပိနေကျင်းပကြသလိုပြောပွဲရှင်ပွဲတွေလည်းလုပ်ကြပါသေးတယ်အချို့သောမိသားစုတွေဟာသူတို့နေထိုင်တဲ့အုပ်ကူပိုင်ရှင်မိသားစုတွေနဲ့ခင်မင်ယဉ်နီးမှုတွေတောင်တိစောင်းနိုင်ကြပြီးအုပ်ကူပိုင်ရှင်တွေကသူတို့ရဲ့နေထိုင်သူတွေကိုကူညီထောက်ပံ့တာမျိုးတွေလည်းရှိပါသေးတယ် မနီလာမြို့ရဲ့တင်ချိုင်းကုန်းရပ်ကွက်တီဟာမြို့ပြရဲ့စည်ရဲမွဲတီမှုမှာအထင်ရှားဆုံးသောတင်ကြီးတာတွေဖြစ်ပြီးဖိလပိုင်အစိုးရရဲ့အင်အားစီမံကိန်းနဲ့လူမှုဖူလုံရေးအစီအစဉ်တွေရဲ့လိုအပ်ချက်တွေကိုမိမောင်းထုတ်ပြနေတာဖြစ်ပါတယ်။နောက်ထပ်လည်းအခုလိုဆက်ဝင်စားစရာအကြောင်းအရာတွေကိုရှာဖွေတင်ဆက်ပေးအောင်မလို့ရွေးသားအနေနဲ့ဒိမန့် Channel လေးကိုလည်း Like and Follow Subscribe လုပ်ခဲ့ဖို့အတွက်မမေ့ပါနဲ့။အစုံကြီးကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။